YouTube channel ထောင်ပြီးတော့ဝင်ငွေချမဲ့သူတွေအတွက် YouTube channel စတီကိုဘယ်လိုမျိုးစနစ်တကျကျွန်တော်ရှိမ့်မလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ Google Chrome နဲ့ကိုဝင်လိုက်ပါမယ်။ Google Chrome နဲ့ကိုဝင်လိုက်တဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအောက်နားလေးမှာပေါ့နော်ဒီ Google Studio ရဲ့အောက်နားမှာရှိတယ်။ Google Studio ရဲ့အောက်နားလေးမှာကျွန်တော်ဒီဆက်သွားပုံလေးနဲ့ပေါ့နော်စတီလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြပေးမယ်ဒီမှာစတီလေးရှိတယ်အဲ့ဒီစတီလေးကိုကျွန်တော်တို့နှိပ်လိုက်ပေါ့နော်အဲ့ဒီစတီလေးကိုနှိပ်လိုက်ဒီစတီလေးက Google Studio ကနေဒါအလွယ်တကူသွားလို့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူကဒါအဲကျွန်တော်ဒီမှာစတီမှာဆိုလို့ရှိရင်ဒီ general ပေါ့နော်အဲ generate ပေါ့နော်အဲ့လိုမျိုး generate မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ niche နဲ့တွားလိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ तू ကလမ်းညွှန်လာတဲ့အတိုင်းကျုပ်ဒီ turn ဆိုတာပေါ့နော် close ဆိုတာနှိပ်လိုက်အဲ့လိုမျိုးအရှင်းရှင်းလေးနဲ့ကျုပ်ဒီတွားလိုက်တွားကြွားပြီးဆိုလို့ရှိရင်တော့ကျုပ်ဒီမှာ तू လမ်းညွှန်လာတဲ့အတိုင်းပေါ့နော်နောက်ရင်ကျုပ်ပြန်သွားမယ်ဒီဒီနေရာမှာကျတို့ကဒီ US ဒေါ်လာနဲ့ထားခြင်းလေဆိုလို့ရှိရင် US ဒေါ်လာနဲ့ကျုပ်တွေထားပေးပေါ့နော်။များသောအားဖြင့်ကတော့ကျုပ်တွေ US ဒေါ်လာနဲ့ပဲထားပေးတယ်။ပြီးလို့ရှိရင် channel ပေါ့နော်။ channel ကိုနှိပ်လိုက် channel ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အခုလိုပုံစံမျိုးကြုံတွေမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးကြုံမြင်တွေ့ရမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးမြင်တွေ့ရတယ်ဆိုလို့ရှိရင်ဒီမှာ basic info ပေါ့နော် basic info မှာဆိုရင်ကျုပ်ဘာတွေချိန်ရမလဲဆိုလို့ရှိရင်ဒီ အကန်ထရီဆိုတဲ့နေရာမှာကျတို့တွေကကိုနေတဲ့နိုင်ငံကိုထည့်ပေးရမှာပေါ့နော်ကိုနေတဲ့နိုင်ငံကိုထည့်ပေးရမှာကျတို့ဟလာမလေးမှနေတဲ့သူဆိုလို့ချင်းမလေးပေါ့နော်ထိုင်းမှနေတဲ့သူဆိုလို့ချင်းထိုင်းမှာမြန်မာမှနေတဲ့သူဆိုလို့ချင်းမြန်မာပေါ့နော်အဲ့တော့ဒီနေရာမှာတိထားမှာတကူကကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့ဒီ YouTube monetizing လုပ်လို့မရဘူးဆိုတာကိုတော့သိထားမှာဖြစ်ပါတယ်နော်အဲ့တော့ယာယီထည့်တာတော့ကျတို့တွေထည့်လို့ရတယ် monetize ဟလာ ရကနေကြပြီဆိုလို့ရှိရင်တော့နိုင်ငံသားကိုကျောဦးဒီကစပစ်အားရပါတော့เนาะအဲ့တော့ကျွန်တော်ကတော့ထိုင်းကိုယူမယ်ဒီမှာထိုင်းလန်ပေါ့เนาะထိုင်းလန်ကိုကျောယူမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ keyword ပေါ့เนาะ keyword ကကြတော့ကို channel နဲ့ကိုက်ညီတဲ့ keyword ပေါ့เนาะကို channel နဲ့ channel နဲ့ကိုက်ညီတဲ့ keyword အဲ့တော့ ီ channel ကကျွန်တော်တို့ဒီကဟာတာ channel လားဒါမှမဟုတ်ဆိုလို့ရှင် recap လားဒါမှမဟုတ်ဆိုလို့ရှင် reaction လားပေါ့เนาะအဲကို channel နဲ့ kait ညီတဲ့ဟာလေးတွေကိုကျွန်တော်တို့ထည့်ပြရမှာဖြစ်ပါတယ်เนาะကျွန်တော်ဟာထနာထည့်ကြမလို့ထည့်ကြမလို့ပဲねကိုကအခုလိုမျိုးထည့်သွားပြီပေါ့เนาะ ဲ့တော့ကျွန်တော်ဒါနမူနာအနေနဲ့၃ခုထည့်ပြပေးတာပေါ့နော်အဲပြီးွားပြီဆိုလို့ရှင်ဒီ keyword ကိုကျုပ်တွေထည့်ပြီးွားပြီဆိုလို့ရှင်ဒီမှာ advanced study ဆိုတာရှိတယ်ပေါ့နော် advanced study မှာဆိုလို့ရှင် advanced study မှာဆိုလို့ရှင်ကျွန်တော်ကဒီအဲ့ခလေးအတွက်လားလူကြီးအတွက်လားပေါ့နော်အဲ့ဒီမှာကျွန်တော်တွေကအရွေးခိုင်းတဲ့ဒီ audience study ပေါ့နော် audience study မှာဆိုလို့ရှင်တော့ကျွန်တော်တို့ပါ no အခလေးအတွက်မဟုတ်ဘူးပေါ့နော်ဒီ channel ကခလေးတွေအတွက်မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ရွေးပေးထားလိုက်ပေါ့နော်အဲ့ဒီမှာရွေးပေးထားလိုက် အဲပြီးွားပြီဆိုလို့ရှင်ကျုပ်ဒီဘက်မှာ future အဲဒီကောင်လေးပေါ့နော်အဲ့ဒီမှာဆိုလို့ရှင်သူကကျုပ်တွေဒီနေရာမှာကျုပ်တွေ verify လောက်ရလိမ့်မယ်ပေါ့နော် verify လောက်ရလိမ့်မယ်ဘယ်လိုကြောင့် verify လောက်ရတာလဲဆိုလို့ရှင် template ထည့်လို့ရအောင်နောက်တစ်ခုက15မိနစ်အထက် video တွေကျုပ်တွေတင်လို့ရအောင်ဆိုပြီးတော့သူက verify လောက်ရတာပေါ့နော်အဲ verify လောက်ရတာဖြစ်ပါတယ်အဲ့တော့ကျုပ်ဒီနေရာမှာ ဒါ verify လောလောဆယ်မှာဖုန်းနံပါတ်မရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်လုံးလို့မရသေးဘူး save ဆိုတော့ပဲကျွန်တော်ထပ်ပြီးတော့နှိပ်သွားမှာပေါ့နော်အ save ဆိုတော့နှိပ်နှိပ်သွားပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာထပ်ပြီးတော့ပြင်ကြလေးတွေရှိသေးတယ်အဲ့ဒီအတွက်ကိုကျွန်တော်က setty တဲကိုပြန်သွားလိုက်မယ် setty တဲကိုသွားပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာခုနက channel ထဲမှာပြင်ခဲ့ပြီးအဲ့တော့ allot default ဆိုတဲ့ဘောင်းလေးကိုသွားမှာပေါ့နော်အဲ့ဒီနေရာမှာကျတို့ကဒီတိုင်တဲ့နေရာမှာထည့်စရာမလိုဘူး disk question နေရာမှာထည့်စရာမလိုဘူးပေါ့နော် အဲပြီးလို့ရှိရင်ကျွန်တော်ကအဒီနေရာမှာတော့ကျွန်တော်တွေက public ကိုယူပေးထားတယ်ပေါ့နော် public ယူပေးထားတယ်အဲ့တော့ဒီမှာပေါ့နော် task ပေါ့အဲ့တော့ task မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာတစ်ခါတည်းပေါ့နော်ကိုကအဲအမြဲတမ်းသုံးနေမဲ့ key တွေပေါ့နော်အမြဲတမ်းသုံးနေမဲ့ key တွေဆိုလို့ရှိရင်ကျွန်တော်တွေထည့်ပေးထားလို့ရတယ်ပေါ့နော် ထည့်ပေးထားလို့ရတယ်၅ခုအထက်ကျွန်တော်မကောင်းဘူးပေါ့နော်၅ခုအထက်ဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မကောင်းဘူးကျွန်တော်၅ခုအ ਨੇ ဆုံးထိထိမိမိကိုတော့ထည့်ပေါ့နော်ထိထိမိမိတက်မျိုးကိုကျွန်တော်ထည့်ပါသူကတော့ဒီစလုံးရေ900လောက်ထိကိုကျွန်တော်ထည့်လို့ရတယ်ပေါ့နော်စလုံးရေ900လောက်ထိကိုထည့်လို့ရတယ်ဒီနေရာမှာအမြဲတုံးနေတယ်ဟာလားအမြဲတုံးနေတယ်ကျွန်တော် အဲ test တွေကိုထည့်ထားလို့ရတယ်အဗီဒီယိုတင်မှလည်းကျုပ်တွေကထည့်လို့ရတယ်ပေါ့နော်ဗီဒီယိုတင်တဲ့အခါကျမှလည်းကျုပ်တွေထည့်လို့ရတယ်အဲ့တော့ကျွန်တော်နှစ်ခုကိုဒါနမူနာအနေနဲ့ကျွန်တော်ထည့်ပြပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျုပ်တို့ဘာမှ advanced study ဆိုတာရှိတယ်အဲ့ဒီ advanced study မှာကျတော့ကျတို့ဒီမှာ standard youtube license ဆိုတာကိုကျုပ်ထားရတယ်ပြီးလို့ရှိရင်ဒီနေရာမှာ ကကူလက်တီမှာကျတို့တွေကတခါတည်းရွေးခဲ့ပေါ့နော်ကကူလက်တီမှာကျတို့တွေဒီနေရာမှာအကိုကကိုရဲ့ channel နဲ့ကိုင်ညီတဲ့ကိုရဲ့ channel အတွက်ပေါ့နော်ကျွန်တော်တို့ကိုကတင်ကြားရေးလာပေါ့နော်ဒါမှမဟုတ်ဆိုလို့ရှင် entertainment လာဒါမှမဟုတ်ဆိုလို့ရှင် gaming ပိုင်းလာအဲနီးပညာပိုင်းလာ music လာပေါ့နော်ဒါက အဲကျွန်တော်တို့ဒီတခါတည်းတမရွေးချက်ခိုင်းတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ travel နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ရွေးထားခဲ့မယ်ရွေးထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ caption တွေပါတယ်ကျွန်တော်ရွေးကြမလို့နာမည်ထားလိုက်ပေါ့နော် ပြီးလို့ရှိရင် video ရဲ့ language ပေါ့နော်အဲ့တော့ video ရဲ့ language ကိုကျွန်တော်တို့ကပုံသေးရွေးထားလို့ရတာဖြစ်တဲ့အတွက်အင်္ဂလိပ်ကိုကျွန်တော်ရွေးထားမယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း Burmese ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တွေက time ပေါ့နော်အဲ့လိုမျိုးကိုကျွန်တော်တွေကဒါဒါရွေးရွေးထားလိုက်ပေါ့နော် ကျွန်တော်ကတော့ကျွန်တော် ဘယ်အောင်ရွေးမလဲဆိုလို့ရှိရင်အင်္ဂလိပ်ကိုကြောက်ရွေးမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့တွေကနည်းနည်းလေးတော့အဲစိတ်ရှည်မှရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဖုန်းနဲ့လောက်ရတာဖြစ်တဲ့အတွက်နည်းနည်းလေးဒါโอเคเนเน่ตีไล่ သိပြီးပါပြီဆိုလို့ရှိရင်ဒီနေရာမှာအင်္ဂလိပ်ရွေးပေးလိုက်မယ်အင်္ဂလိပ်ဆိုတဲ့နေရာမှာတော့မှကျွန်တော်တို့က United လာပါလားဗောနော်အဲ့ဒါကိုကျွန်တော်ရွေးလို့ရတယ်ကျွန်တော်ကတော့ United State ကိုကျွန်တော်ရွေးလိုက်မယ် United State ကိုရွေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ discussion language ဗောနော် discussion language ဆိုတာကိုထပ်ပြီးတော့ရွေးလို့ရသေးတယ်မရွေးလည်းရတယ်เนาะ discussion language မှာလည်းကျွန်တော်တို့ကကိုရွေးချင်တယ်ဆိုလို့ချင်းနှိပ်လိုက်နှိပ်ပြီးွားပြီဆိုလို့ချင်းခုနကလိုပဲနည်းနည်းလေးတေးလိုက်တေးပြီးတော့မှဆွဲတင်လိုက်ဆွဲတင်ပြီးွားပြီဆိုလို့ချင်းကျွန်တော်ကတော့ဒီနေရာမှာ United State ကိုပဲကျွန်တော်ထပ်ရွေးလိုက်မယ်အဲရွေးပြီးွားပြီဆိုလို့ချင်း comment မှာတော့ကျွန်တော်တို့က no ပဲထားပေးထားမယ်ပြီးလို့ရှင်ဒီနေရာမှာကျွန်တော်တို့ ပါမရှင်ပေါ့နော်ပါမရှင်မှာကျွန်တော်တို့အုံနာထားရတယ်ပြီးလို့ရှင် community ဘိုင်းပေါ့နော်ကျွန်တော်ဘာမှလုပ်လို့မရသေးဘူး community ဘိုင်းမှာတော့ကျွန်တော်တို့အဲဒီ comment ဘိုင်းပါညာခုနတည်းပြင်ထားခဲ့ပြီဖြစ်တဲ့အတွက်အထူးပြင်စရာမလိုတော့ဘူးပေါ့နော်ဒီမှာ user manager ပေါ့နော် user manager မှာလည်းကျွန်တော်တို့အဲအထူးတလဲလုပ်စရာမလိုသေးဘူးပေါ့နော် okay နော်ပြီးွားပြီဆိုလို့ရှင် အောက်ကဥစား ကဲဒါတွေကျွန်တော်တို့အခုလက်ရှိဘာမှလုပ်မရသေးဘူးမရသေးတာဖြစ်တဲ့အတွက်ဒီစတီကိုကျွန်တော်က save ဆိုတာလေးနှိပ်ခဲ့လိုက်မယ်နော် save ဆိုတာနှိပ်ခဲ့ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒါ channel လေးကတော့ရပြီပေါ့ဗျာနော် channel လေးရပါပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့တပါ profile လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပါပြီဆိုလို့ရှိရင်ဒီမှာ you are channel လေးကိုနှိပ်လိုက်မယ် your channel လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးကျွန်တော်မြင်တွေ့ရလိမ့်မယ် အဲမြင်တွေ့ရတယ်ဆိုလို့ရှင်ကျွန်တော်ဒီနေရာမှာဘူပါတွေထက်လို့လို့ရလဲဆိုလို့ရှင်ဘိုင်ထက်လို့လို့ရလဲဆိုလို့ရှင်ကျွန်တော်တို့ကဒီနေရာမှာဒီခဲတံပုံစံလေးကိုနှိပ်လိုက်ပါတော့ခဲတံပုံစံလေးကိုနှိပ်ပြီးပါပြီဆိုလို့ရှင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့အဲဒီကာဘာတွေထည့်လို့ရမယ်ပြီးလို့ရှင်ပိုတိုတွေကျွန်တော်ထည့်လို့ရမယ်ဒါကကျတော့ဒီ YouTube channel အပ်ထဲမှာလည်းအလွယ်တကူလုပ်လို့ရတယ်ပေါ့နော် YouTube channel အပ်ထဲမှာလည်းအလွယ်တကူလုပ်လို့ရတယ်အဲပြီးလို့ရှင်ကျွန်တော်တို့က ဘာတွေထပ်လုပ်လို့ရလဲဆိုလို့ရှင် discussion ပေါ့เนาะဒီ channel တွေကိုဝင်လာတဲ့သူတွေဒီ channel ကဘယ်အကြောင်းအရာတွေတင်နေဆိုတာသူများတွေသိအောင် ရေးခြင်းလဲဆိုလို့ရှင်ဒီမှာ discussion ကျွန်တော်နှိပ်လိုက်နှိပ်ပြီးပါပြီဆိုလို့ရှင်ကျွန်တော်က တော့ဒါကျွန်တော်နမူနာရေးပြတာဗောနော်ပြီးလို့ရှိရင်ကျွန်တော်တို့မှာစေးလိုက်ဗောနော်ဒါဆိုလို့ရှိရင်ဒီဒီ channel တွေကိုဝင်လာပြီဆိုတာနဲ့ဝင်လာတဲ့သူတိုင်းကကျွန်တော်ဒီဟာလေးကိုတွေ့ရလိမ့်မယ်အဲ့တော့ဝင်လာတဲ့သူတိုင်းတွေ့မယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော်ကဒါဆိုလို့ရှိရင် channel လေးကပြီးတလောက်ဖြစ်ပြီဗောနော်โอเคนะအဲဒီလိုမျိုးလေးကြောက်တွေမြင်တွေ့ရလိမ့်မယ်